စ်မှုနာဆွဲတယ်ပေါ်တာဆွဲတယ်ပေါ်တာဆွဲတယ်ဆိုပြီးတော့ရောင်ဆောင်ပြီးတော့ဗောနော်ဟိုလူတန်းရောင်ဆောင်တယ်ပြည်သူစစ်ရောင်ဆောင်တယ်ရောင်ဆောင်ပြီးတော့ဒါမျိုးလူငယ်တွေကိုဆွဲတယ်ဆွဲပြီးတော့ချင်းချောက်တယ်ချင်းချောက်ပြီးတော့စစ်တပ်မှာသွားရောင်ဆောင်တယ်ပြည်သူအားလုံးဝေးကင်းကြပါစေဗျာကျွန်တော်တို့အားလုံးမင်းစုမင်းညစ်ကိုတဘာဝကြီးရလေးဖေရှားဆန့်ကျင်လာပြီဖြစ်ပါတယ်အချိန်ကျလာပြီဖြစ်ပါတယ် ဟယ်လိုချားရမေဘပီတူညကိုမော်မာများအားလုံးပဲမင်္ဂလာပါ news bit channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရစေ2025ခုနှစ် March လ28ရက်ရက်ညပိုင်းဗီဒီယိုတင်ဆက်မှုအနေနဲ့ကျွန်တော်ဒီနေ့ညနောက်ဆုံးရရှိထားရပါတော့တော်လန်တရင်းကောင်းတွေတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့သူဗီဒီယိုကိုစဆုံးကြည့်ရှုပေးချဖို့မေဘပီတူအားလုံးကိုဖိတ်ခေါ်လိုက်ပါရစေကျွန်တော်ခါတိုင်းလိုပဲတရင်းတူလေးတွေအရင်ဆုံးကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်းတဘောအနေနဲ့ကတော့ဒီနေ့မွန်းလပိုင်းမှာလောက်ခခဲ့တဲ့ငလျင်ကြောင့်နေပြည်တော်လေးဆေးရဲ့လေးချောင်းထင်းထင်းတာဝါကျိုးသွားပြီးတော့မှာ တာဝန်ထမ်းဆောင်နေတဲ့ဝင်ထမ်းအလုံးတည်ဆုံသွားတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။လေကြောင်းထိန်းသိမ်းတာဝါကျိုးကြတာအဲ့ဒီမှာအလုံးလုံးနေတဲ့ဝင်ထမ်းအလုံးဆုံးပါတယ်ဆိုပြီးတော့မှနေပြီးတော့စစ်ပစ်သတင်းမျိုးကလည်းပြမပြောဆိုထားတာပဲဖြစ်ပါတယ်။ဒီနေ့လောက်ခခဲ့တဲ့ငလျင်ကြောင့်နေပြီးတော့တစ်ခုလုံးမှာကိုအပြည့်စည်လို့များပြားပြီးတော့မှတည်ဆုံမှုများဆိုလဲကျွန်တော်တို့သိရှိရတာဖြစ်ပါတယ်။ဒါပေမဲ့စင်းအတိကျကော်ပြီဖို့ခက်ခဲနေပြီးတော့မှလမ်းတွေအားဆိုလဲပျက်စီးသွားတယ်လို့ကျွန်တော်တို့သိရတာပါနော်။ဆိုတော့ကျွန်တော်တို့ဒီနေ့မှာလောက်ခသွားတဲ့ ငလျာဆိုရင်တော်လေးဆိုရတာဖြစ်ပြတော့မှမြန်မာပြည်သူအလုံးမှာလည်းပေါ့နော်ထိခတ်ပျက်စီးမှုတွေတည်ကျေမှုတွေလည်းကျွန်တော်များစွာရှိနေတာပဲဖြစ်ပါတယ်မကြခင်မှာတော့ကျွန်တော်နဲ့ဒီလိုမျိုးပေါ့နော်တည်ဆုံးဆင်းတွေရဲ့ပြီးတော့မှပြည်သူပြည်သားတွေရဲ့ထိခတ်ပျက်စီးမှုတွေကိုစင်အတီချာနဲ့ကောက်နိုင်မယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့မြန်မာနိုင်ငံစကိုင်းမြို့ကိုဒီနေ့မိုးလ12:52မိနစ်အချိန်ဗိုလ်ပြူပြီးတော့မှခွန်တက်သမခွန်အစင်းရှိအင်အားပြင်းထန်တဲ့ငလျင်လှုပ်ခတ်ခဲ့ပြီးတော့မှအဲ့ဒီငလျင်ကြီးရဲ့ နောက်ဆက်တွဲငလင်တွေစက်တိုက်လောက်ခနိုင်သေးတဲ့အတွက်ငလင်လောက်ခမှုတောင်ခန်းစားခဲ့ရတဲ့မြို့ရွာရက်ကွက်ဒေသတွေအလုံးကပြည်သူတွေအနေနဲ့မိမိရောက်ရှိရာနေထိုင်ရာဒေသတွေကနေပြီးတော့မှဘေးကင်းစိတ်ချရတဲ့နေရာတွေမှာပြောင်းရွှေ့နေထိုင်ကြဖို့ပေါ့နော်။ပညာရှင်တွေကတတိပေးထားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ပြင်းထန်တဲ့ငလင်ဘေးဒဏ်ရနောက်ဆက်တွဲဖြစ်မြို့ပြတွေမှာမိဘရန်တွေကိုတတိပြုတတိထားမှာဖြစ်ပြီးတော့မှရေကတာကြီးဆွန်လက်ချုပ်ပြပြီးရေကြီးနိုင်တဲ့အတွက်ငလင်ဘေးနောက်ဆက်တွဲအန်ဒီယာတွေရဲ့ပေါ့နော်။လုကင်းနိုင်ဖို့အတွက်ဘေးကင်းစိတ်ချရတဲ့နေရာတွေမှာ ပြောင်းရွှေ့နေထိုင်ကြဖို့လိုတာပဲဖြစ်ပါတယ်ပြီးတော့မှကျွန်တော်တို့ဘက်ကနေပြီးတော့မှလည်းပေါ့နော်အလူမီဘေးရန်တွေဆက်လက်ပြီးတော့မှဖြစ်ပေါ်လာနေတဲ့အတွက်ဒီစားဖို့တွေပြီးတော့မှကျွန်တော်တို့ပေါ့နော်လိုတဲ့ပစ္စည်းတွေကိုစုဆောင်းပြီးတော့မှ begin လုံချောင်ခုကလေးကပြောင်းတင်နေတာပဲဖြစ်ပါတယ်မဟုတ်ဘူးဆိုတော့ကျွန်တော်နဲ့ပေါ့နော်နောက်ဆက်တွဲဒီလိုမျိုးကလေးတွေဆက်လုပ်လာပြီးတော့မှဒီထက်ဆွဲတဲ့ဒါတွေပေါ့နော်ခန်းစားရနိုင်တဲ့အတွက်ကြောင့်မလို့မြို့ပပြည်သူတွေနဲ့အခုကလေးကကျွန်တော်တို့တေချာလေးပြင်ဆင်တင်ဖို့လိုနေတယ်ပဲဖြစ်ပါတယ် ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကျမကတော့ဘူဂျီနေမျိုးစင်ကနေပြီးတော့မှဒီအင်္ဂလင်ဂျီတွေရဲ့ပေါ့နော်နောက်ဆက်သွဲဖြစ်လာနိုင်တဲ့အန်ရီတွေနဲ့ကျွန်တော်တို့ဘက်ကနေပြီးတော့မှဘယ်လိုမျိုးအသည့်ပညာတွေနဲ့အကောက်ွယ်တင့်လဲဆိုတာကိုတရားလေးကိုပြောဆိုထားတာပဲဖြစ်ပါတယ်ဘူဂျီနေမျိုးစင်ဘယ်လိုပြောထားလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဒီမှာပြည်သူပြည်သားအားလုံးမင်းစုံမင်းချင်းဒဏ်ကြောက်ဖြစ်ပေါ်လာတဲ့သဘာဝဘီအန်ရီတွေတည်တည်ကနေကင်းဝေးကြပါစေအဲ့တော့ဒီခုလိုင်းရတဲ့အချိန်ကစပြီးကြီးစုနားဆင်ပြီးတဲ့ပြည်တွင်းအထူးသဖြင့်စကိုင်း ဂလင်ပြည့်ရွေးဂျော်ဂျီတခြားမှာရှိတဲ့မြို့ရွာများကပုဂ္ဂိုလ်များဒီဒီအကြီးဆုံးထားဖို့ကျွန်တော်အနေနဲ့ဒီကနေနှုတ်ဆော်ပန်ကြားခြင်းပါတယ်အခုငလင်လှုပ်တဲ့အချိန်ကျွန်တော်လည်းပဲကျွန်တော်တို့လည်းပဲတက်ရောက်မှုရှိပါတယ်အဲဒါမဲ့အခုဖြစ်ပေါ်တဲ့တိုက်အိုတိုက်ဆွေးတိုက်ဟောင်းအထက်မြင့်တိုက်တွေပြိုကျလာတဲ့ပိုဆိုးရင်စရာကောင်းတာကငလင်လှုပ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဆဲတာတမန်ကြီးတွေရဲ့နိုင်ငံတွေပြိုအပ်မှုဖြစ်ပါတယ်ဒါအခုချက်ချင်းငလင်လှုပ်ပြီးချင်းဝုန်းဆိုဖြစ်သွားမှာမဟုတ်ဘူးပဲ့ဧက်သွားတဲ့နေရာတွေမှာရေစတင်စိတ်ဝင်မယ်စိတ်ဝင်ပြီးတော့ရေထုဖိအားကြောင့်ဒါတော့မှရေနည်းနည်းနည်းနေတဲ့အချိန်မျိုးလို့ရေထုဖိအားကြောင့် ပြူကျလာတဲ့တချို့တိုက်နိုင်ငံကြီးတွေပေါ့ဒီဆယ်မြောင်းနိုင်ငံကြီးတွေပေါ့အဲဒီရဲ့ပတ်ပတ်လည်းမြို့ရွာတခြားအခုအထူးသတိထားဖို့လိုတယ်လို့ကျွန်တော်အနေနဲ့လေးစားစွာပန်ကြားခြင်းပါတယ်အရေးကြီးတဲ့ပစ္စည်းတွေအမြန်ဆုံးထုတ်ဖို့ပါကိုအသက်လူမမဲတဲ့ကလေးတွေနဲ့တကြီးရွယ်တွေအားလုံးကိုအမြန်ဆုံးအဲရွှေပြောင်းနိုင်ဖို့ရွှေပြောင်းနိုင်တဲ့ရင်တွေနဲ့ရင်လမ်းကြောင်းကလွတ်နိုင်တဲ့အမြင့်တနေရာကိုအမြန်ဆုံးရွှေပြောင်းထားပါဒါအခုဖြစ်ဆက်တိုက်ဖြစ်လာနိုင်ခြင်းရှိတယ်နောက်ဆက်တဲ့ပြဿနာတွေဖြစ်ပါတယ်တချို့တိုက်ဟိုတိုက်ဆွေးတွေကချက်ချင်းပြိုမကျပြီမဲ့အောက်နိုင်ငံတွေအကွဲသွားတဲ့ကြောင့်ပြိုကျနိုင်ပါတယ်တိုက်ဟိုတိုက်ဆွေးကရှောင်းဝန်းတင်းရအဆင်ပြေတယ် ဒါပေမဲ့အဲ့ဒီဆယ်မြောင်းကြီးတွေအောက်ကတောက်လျှောက်မြို့ရွာကြီးတွေဥပမာဆိုရင်ကင်တာဆယ်တို့ဒီပေါင်းလောင်းဆယ်တို့အဲ့တော့အမတန်ကြီးမားတဲ့ဒူကြီးတွေကြီးနဲ့ဆောက်ထားတဲ့ဆယ်ကြီးတွေအောက်ရေလမ်းကြောင်းတစ်လျှောက်ကမြို့ရွာတွေအခုရပိုင်းအခုဒီရက်အခုအခုသတင်းချက်လက်ရပြီးရတဲ့ဒီပိုင်းနဲ့အ мян ဆုံးရွှေပြောင်းနိုင်မှုပြင်ဆင်ကြစေချင်ပါတယ်ဒါဆယ်မြောင်းပညာရှင်တွေရဲ့အဲဒီအကြံပြုချက်နဲ့ကျွန်တော်တို့ကိုယ်တိုင်တက်ရောက်တဲ့ပြင်းထန်တဲ့ငလင်ကြီးကြောင့်ကျွန်တော်နှိုးဆော်ခြင်းဖြစ်ပါတယ်ပြည်သူအားလုံးဘေးကင်းကြပါစေဗျာကျွန်တော်တို့အားလုံးမင်းစုမင်းညစ်ကိုတဘာဝကြီးရလေးဖေရှားဆန့်ကျင်လာပြီဖြစ်ပါတယ်အချိန်ကျလာပြီဖြစ်ပါတယ် ုတိယကမ္ဘာစစ်ကာလကပေါ်ပေါက်လာခဲ့တဲ့1980ကြာဖက်စစ်စနစ်ကြီးလက်ကျဆုံးမှုအခြေအနေကြီးလာပြီးဖြစ်ပါတယ်နော်နှစ်ပေါင်း80တရားမှတစ်ချိန်ပြန်ပေါ်တက်တဲ့တရားမှငလင်ကြီးဒီနေ့လှုပ်ခတ်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့တိုင်းပြည်ဟာလည်းပဲအဲ့ဒါအုတ်ချုပ်သူအလွဲပြောင်းနေလဲမကြခင်ပေါ်ပေါက်လာဖို့ဖြစ်ပါတယ်ဟိုဒီမှာဗိုလ်ကြီးနေမျိုးစဉ်ပြောသလိုပဲကျွန်တော်တို့အနေနဲ့ပေါ့နော်ဆက်သမန်တွေအောက်ကမြို့ရတွေအနေနဲ့တေချာလေးကိုအမြင့်တနေရာကိုရွှေပြောင်းပြီးတော့မှပြန်ဆင်းတင်နေတာပဲဖြစ်တယ်အခုဆိုရင်ကျွန်တော်တို့ဘက်ကနေပြန်မလာလဲပေါ့နော်ဒီလိုမျိုးနောက်ထပ်တဘာဝဘေးအနေတွေကျုံလာနိုင်တာမို့လို့ပြီးသူပြီးသားတွေနဲ့ လူမျိုးတွေကိုလိုတဲ့ပါနော်ပစ္စည်းတွေကိုစတင်ပြီးတော့မှပြောင်းရွှေ့တင်နေဆိုတဲ့အကြောင်းတွေလည်းပညာရှင်တွေကလည်းပြီးတော့မှအထူးသတိပေးထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့လည်းသတင်းတွေကိုတေချာလေးနားဆင်ပြီးတော့မှပါနော်ဘယ်နေရာတွေတာတွေမှာလုံခြုံဆုံးဖြစ်မလဲဆိုတာကိုအချင်းချင်းဆွေးနွေးထိုင်ပင်ပြီးတော့မှအခုဆိုရင်ပြောင်းရွှေ့လုပ်ကင်တင်နေတာပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့စက်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပါနော်မနေ့ကဈေးပြပွဲနဲ့ပတ်သက်ပြီးတော့မှတင်ဆက်ထားတဲ့သတင်းလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော် နေပြည်တော်မှာမလ28ရက်နေ့ကပြုလုပ်ခဲ့တဲ့နေ့80ပြည့်တမတော်နေ့စီရေးပြအခမ်းအနားကိုမနစ်က89နှစ်မြောက်ကအတိုင်းညနေဘက်မှာပဲပြုလုပ်ခဲ့ပါတယ်။အဲနီညိုရာသီဥတုကြောင့်စီရေးပြအခမ်းအနားကိုညနေပိုင်းမှာပြောင်းလဲကျင်းပပြုလုပ်ခဲ့တာဟာနှစ်နှစ်မြောက်ဖြစ်ပါတယ်။တမတော်နေ့ညနေဘက်ပြောင်းလဲကျင်းပတာကြောင့်တမတော်နေ့ညစာစားပွဲကိုလည်းတရက်ကြိုတင်ပြီးမလ26ရက်နေ့ညပိုင်းမှာပြုလုပ်ခဲ့ပါတယ်။စီရေးပြအခမ်းအနားကိုညပိုင်းရွှေ့တာဟာ အနီညိုရာသီဥတုကြောင့်လို့ဆိုတာထက်လုံခြုံရေးကြောင့်ဖြစ်နိုင်တယ်လို့စီရီလိလာသူတဦးကလည်းပြောပါတယ်။နေပြည်တော်မှာစီယုံနဲ့အီလာလီစိတ်တို့ဟာမကြာခဏဆိုသလိုဒရုန်းနဲ့တိုက်ခိုက်တာကိုခံနေကြရတဲ့နေရာတွေလည်းဖြစ်ပါတယ်။အခုစီရီပြလုံးမဲ့နေရာတွေကိုလည်းလုံခြုံရေးတင်းတင်းကြပ်ကြပ်ခြားထားပြီးဒရုန်းပြန်တပ်နဲ့ဆက်သွယ်မှုလိုင်းနှုန်းကိုဖြတ်တောက်နိုင်မဲ့ဂျမ်းပါအများအပြားလည်းတက်ဆင်ထားတယ်လို့သိရပါတယ်။အဲဒါကြောင့်အဲ့ဒီနေရာတွေမှာဖုန်းလိုင်းဆက်သွယ်မှုပါထိခိုက်နေကြောင်းလည်းသိရှိရပါတယ်ရှင်။ ခုဒီမှာကျတော့ကြားတဲ့အတိုင်းပဲပေါ့နော်ဒီမနီကစကောင်ဆီကနေပြီးတော့မဆေးပြောက်ဖွဲ့တယ်လို့တဲ့အချိန်မှာဒီလိုမျိုးဂျမားတွေကိုတတ်ဆင်ပြီးတော့မှပေါ့နော်သူတို့နှစ်ခုချင်းခုဝင်တဲ့ဆေးပြောက်ဖွဲ့တယ်လို့ဆောင်ခဲ့တယ်ဆိုတဲ့အကြောင်းကျတော့သိရှိတာဖြစ်တယ်ဘောမိုက်ကတော့ပေါ့နော်သူတို့အနေနဲ့ဒီတက်မတော်နေ့မှာတေချာလေးကိုပျော်ရွှင်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးကိုမြို့ပဖြစ်သူတို့ဝါရဖြန်ပြောဆိုနေကြတာဖြစ်ပေါ့မှာတကယ်တမ်းကျတော့သူတို့အနေနဲ့ခုဆင်ဆေးရှုံးနေနေတာဖြစ်တယ်ပြီးသူအားလုံးကနေပြီးတော့မှလည်းပေါ့နော်စကောင်စီကိုဖြိုချနိုင်ဖို့အတွက်ညမျိုးစုံကနေပြီးတော့မှစ조사တော့မယ်ဆိုပြီးတော့မှအကြီးကိုပြုတ်ထားကြတာမို့လို့မကြခင်မှာတော့ ဘောမတွေဒီစခွဲတတရဲ့ရဲ့ပေါ့နော်နေဝင်ချုံကျော်တွေနဲ့တွေ့ရတော့မှာပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမပြောင်းကြရနေပြီးတော့မှမန္တလေးမြို့ပေါ်မှာပေါ့နော်။ view sorty တွေကနေပြီးတော့မှကျွန်တော်တို့ပြည်သူတွေပေါ်မှာနိုင်တဲ့စီးနှင်းလို့ပြီးတော့မှပေါ်တာဆွဲနေတယ်ဆိုတဲ့အကြောင်းကိုတွားနေပြီးတော့မှပြည့်ပြည့်ထားရပဲဖြစ်ပါတယ်။ဒီကောင်တွေဘယ်လိုမျိုးချင်းချင်းပြန်ကိုက်ထားလဲဆိုတာကျွန်တော်တက်ချက်လောက်ကြည့်လိုက်ရအောင်နော်။မန္တလေးတိုင်းအာဘောမဆိုရှင်ကျွန်တော်တို့ပြည်သူစစ်ဟန်ဆောင်ပြီးတော့လောက်သွားပသိမ်ကြီးမြို့မှာဖြစ်သွားတယ်။တက်တာတွားပြီးတော့ဟန်ဆောင်တာမဟုတ်ဘူးနော်အဲ့ဒါတော့နော်တွားဖမ်းရတဲ့အချိန်မျိုးတွေရှိတယ်။ ဲ့တော့စစ်မှုန်းဆွဲတယ်ပေါ်တာဆွဲတယ်ပေါ်တာဆွဲတယ်ဆိုပြီးတော့အယောင်ဆောင်ပြီးတော့ဗောနော်ဟိုအမှုန်းအယောင်ဆောင်တယ်ပြည်သူစစ်အယောင်ဆောင်တယ်အယောင်ဆောင်ပြီးတော့ဒါမျိုးလူငယ်တွေကိုဆွဲတယ်ဆွဲပြီးတော့ချင်းချောက်တယ်ချင်းချောက်ပြီးတော့စစ်တပ်မှာသွားရောင်းစားတယ်အဲ့လိုမျိုးဂျားတွေကဂျားပွဲစားတွေကအများကြီးရှိနေဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲဘာပဲဖြစ်ဖြစ်အခုပြည်သူအနေနဲ့လည်းတိထားတဲ့တယ်တော့ပေါ်တာဆွဲတယ်သူဘာလို့ပေါ့နော်ပေါ်တာဆွဲတယ်မင်းတို့ဆွဲသွားရဆိုလို့ရှိရင်တေချာလာဘင်းတက်ကဆွဲတာလည်းဘာတူလဲဆိုတာတင်းတချာတိမှပြောတင်တယ်လို့ထင်တယ်အဲ့တော့ဒါမျိုးတွေဖြစ်နေပြီဆိုတော့ပြည်သူလူတို့ကလည်း တတိယမှာဖြစ်သလိုတက်မလို့ဒီနေနဲ့တက်မလို့ရဲ့ဒီအနာရာရှိပေါ့ရဲရာရှိနေတဲ့နေဂရုတဆိုင်နဲ့စီမံဆောင်ရမှာဖြစ်တယ်အခုလိုကြားရတဲ့ကောင်တွေကဟိုရောင်ဆောင်ဒီရောင်ဆောင်ပြီးတော့လူတွေကိုချင်းချောက်ပြီးတော့စုတယ်စုပြီးတော့စစ်မှုတန်းရောင်စားတယ်စစ်မှုတန်းရောင်စားတဲ့ခါကျတော့အဲသူတို့ကတော့စီးပွားဖြစ်တယ်ကြားရတဲ့ခံရတဲ့ကောင်တွေကခံရတဲ့လူငယ်တွေကဘာနဲ့လဲဆိုတော့ကြောက်တဲ့သူတွေကြပါသွားပြီးတော့ရောင်တောင်ရောင်တောင်နဲ့စစ်တပ်နဲ့ရောက်သွားတဲ့ပုံစံမျိုးတွေရှိတယ်အဲ့တော့ဒီကိစ္စမှာအဲဘယ်လိုမှအစိုးရရောပြည်သူရောနော် တက်မတော့အားလုံးပူပေါင်းဆောင်ရွက်မှသာလျှင်ဒီစစ်မှုထမ်းဥပဒေပေါ်မှာကြီးထွားနေတဲ့เนาะတကူကြီးထွားနေတဲ့ဒီမကောင်းမှုဒုစရိုက်တွေကိုကျွန်တော်နှိမ်နေနိုင်မှာဖြစ်တဲ့အတွက်ကြောင့်အားလုံးပူပေါင်းဆောင်ရွက်မှုတွေအများအားလုံးအပ်ပါတယ်စစ်တပ်ကပေါ်တာမဆွဲပါဘူးစစ်တပ်ပြောတာပဲเนาะစစ်မှုထမ်းဥပဒေမဆွဲဘူးလို့ကျွန်တော်တို့ကတော့ယုံကြည်တယ်เนาะအဲဒါကြောင့်မို့လဲအခုမန္တလေးမှာဖြစ်တဲ့ကိစ္စမှာတက်မတော့ကသွားပြီးတော့နှိမ်နေပြီးတော့အရေးယူခဲ့ရလို့တုံ့တက်တယ်ပေါ့ဗျာเนาะဒါကတော့ဟိုဘယ်လိုခေါ်မလဲ အခုမင်္ဂလိပ်မှာဖြစ်သွားတဲ့ကိစ္စဒါမျိုးဖြစ်ရတယ်ကမြန်မာတနိုင်ငံလုံးမှာမဖြစ်ဘူးလို့မပြောနိုင်ဘူးအခုကဒါကစီးပွားရေးအားလုံးကစီးပွားရေးအဆင်မပြေကြတဲ့အခြေအနေဖြစ်တယ်စီးပွားရေးအဆင်မပြေတဲ့အခြေအနေမှာသူရောင်ရောင်ကိုရောင်ရောင်နဲ့ဟလာဟိုစင်မူရဆွဲတဲ့ပွဲစားတွေကသူတို့ကသူတို့ပြည်သူစစ်ရောင်ရောင်နည်းနည်းလူတွေလေးကကျဲတဲ့ခါကြတော့ဟိုလူနဲ့ပေါင်းသူလူနဲ့ပေါင်းတဲ့ခါကြတော့သူတို့ကသူတို့ဟိုရောင်ရောင်ဒီရောင်နေနဲ့လူတွေဆွဲစီတယ်ဆွဲစီပြီးတော့စစ်တပ်မှရောင်စားတယ်ဒါမျိုးတွေကလည်းဒါမျိုးဖြစ်တာကအမှုတမှုပေါ်လာဖြစ်တဲ့အတွက်ကြောင့်ဒါမျိုးဒါမျိုးအမှုတွေပေါ့ဗျာနော်နောက်တနေ့ညမှာဆက်ဖြစ်နေလားဆိုတော့ကျွန်တော်တို့ကတော့ မဖြစ်ဘူးလို့လည်းမပြောနိုင်ဘူးအားကြောင့်မလို့တန်နာမည်ပြတ်တယ်ပြည်သူပြည်သူစိတ်ဆင်းရဲရတယ်အစိုးရနာမည်ပြတ်တယ်နော်ဒီလိုလူမျိုးတွေကြောင့်အဲ့ဒါကို PP စည်းစည်းနဲ့အဲတရင်လက်ဦးမှုရယူပြီးတော့နှိမ်နှင်းစေချင်ပါလေကြာနော်ဒါပြည်သူတွေအတွက်ပါအဲနောက်တစ်ခုအနေနဲ့ကအဲဒီစစ်မှုတမ်းကိစ္စနဲ့ပတ်သက်ပြီးတော့နော်အဲရေချီမြို့နယ်မှာဒီရေချီမြို့နယ်မှာဒါမျိုးပေါ့မတရားမှုဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်ဆိုတော့ကျွန်တော်ကမတရားမှုဆိုတဲ့ဆိုလို့ရှိရင်မပွင့်ပွင့်လင်းမြင်သာမှုမရှိဘူးပေါ့ဗျာနော် ပွင့်လင်းနေတာဘုံဖြစ်တဲ့ခါကျတော့တိုင်းအစိုးရအနေနဲ့လေးလူရှူထားသလားတဲ့အချို့အခုဆိုရှင်မေးခွန်းတွေကကျွန်တော်ရရှိလာပါပြီနော်တိုင်းအစိုးရလေးလူရှူထားသလားဘာကြောင့်လဲဆိုလို့ရှိရင်စစ်မှုထမ်းကိစ္စမင်းနိုင်ရမယ်မင်းနိုင်ရမယ်ဆိုပြီးတော့ရကြေးလူကြီးတွေခေါ်သွားရကြေးလူကြီးတွေဆိုတာကလည်းဘယ်လိုခေါ်မလဲဆိုတော့လက်တင်ညာခေါ်သွားတဲ့ပုံစံမျိုးတွေဖြစ်တယ်ရက်ကော့တာတရားဝင်ရကြေးလူကြီးတွေကိုခေါ်သွားတာမဟုတ်ဘဲနဲ့နော်အဲ့လက်တင်ရခေါ်သွားတဲ့ပုံစံမျိုးတွေအထိရှိတယ်။ဟိုရောက်တော့မဲနိုင်ရတယ်။မဲနိုင်တဲ့ခါမှလည်းပွင့်လင်းမြင်သာပေါင်းစားတာနော်။ပွင့်လင်းမြင်သာမှမရှိဘဲနဲ့တချို့ဆိုလို့ရှိရင်အခုဆွဆွဲ ပြောဆိုမှုတွေရဆိုလို့ရှိတယ်เนาะဆက်ဆွဲပွဲပြောဆိုမှုတွေရှိတယ်ယူဆမှုတွေရဆိုလို့ရှိရင်ပေါင်မဲတွေကိုလည်းခြံလက်ထားတဲ့ပုံစံမျိုးတွေအထိဒါတို့တန်ရရှိတယ်ပေါ့เนาะဒါတို့တန်ရရှိတယ်ကြောင်ကြီးကတော့အခုချိန်ထိတရားလို့မတည်သေးဘူးပေါ့နော်။ဖြူစော်ရီရောင်ဆောင်တာမဟုတ်ဘဲနဲ့တကယ့်ဖြူစော်ရီတွေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေပြီးတော့မှပြည်သူတွေကိုနိုင်တဲ့စီးနှင်းလို့ပြီးတော့မှဟုတ်ဆိုရင်ဒီတတတဲ့အဖြစ်ပေါ့နော်။ဆူဆောင်ပြီးတော့မှရောင်ဆောင်နေကြတာကိုကျွန်တော်တို့တွေ့ရတဲ့ဖြစ်ပါတယ်။ဘာလဲမျိုးပေါ်မှာဆိုရင်အခုရပိုင်းပေါ့နော်။လူငယ်တွေမလာလွန်းလို့ကိုသူတို့ကနေပြီးတော့မှလူငယ်တွေရဲ့မိခင်တွေ မိဘတွေကိုပေါ့နော်ခေါ်ပြီးတော့မှကိုယ်တိုင်မဲနဲ့ခိုင်းတယ်လို့တည်တာဖြစ်ပါတယ်ဒီလိုမျိုးအတန်းကြာရုံပါတဲ့စစ်ကောင်စီတွေကိုဘယ်သူမှမတော်လန့်ချင်မဲနေနိုင်ပါမလဲပေါ့နော်အခုဆိုရင်ကျွန်တော်တို့အလုံးတူတူကစီလုံးပြီးတော့မှတိုက်ဖို့ရည်ရွယ်နေကြတာပြပမာနေပြီးတော့အထီးတော်မှတက်သေးနိုင်မဲ့ခွင့်ကောင်းတဲ့ကိုပိုင်ဆိုင်ထားတာမို့လို့မြောက်နိုင်တဲ့အုပ်စုအနေနဲ့ဒီလိုမျိုးလိုရက်တွေကိုရတန်းရတန်းဖို့ကျွန်တော်တို့ကနေပြပမာချင်းချင်းတတိပေးထားတာပဲဖြစ်ပါတယ် ဟုတ်ပြီကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနိုင်တဲ့အရေးချုံပေါ်ကုန်းကနေပြတော့မှအခုဆိုမန္တလေးမြို့ပေါ်မှာတခြားပြည်သူ့ဆက်အဖွဲ့တွေနဲ့သူတို့အဖွဲ့တွေကြားထဲမှာမတည့်ဘူးဆိုပြတော့မှပါနော်အားချောင်းပြတော့မှပြောဆိုထားတဲ့ဟာလေကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ရိတ်ခါလဲနဲ့ခရိုင်နာပြည်စုံလုံးကတော့ဗျာဘယ်ပြည်သူ့ဆက်ကမှဘယ်ကြားဖက်ကမှခေါင်းနဲ့မရှိဘူးကြောက်ဘူးဟာဒါလည်းအဓိကလေးပဲရှိတာနော်ဒီခေါင်းနဲ့ဦးစင်းရရှိရနေမမမပြောတယ်မမမရိုက်ကြည့်ပြတာများတယ်အဲ့တော့ပြည်သူ့ဆက်တွေနဲ့ပတ်တဲ့ပြည်သူ့ဆက်တချို့ကလည်းဦးစင်းကိုမုန်းကြတယ်ဘာကြောင့်မုန်းကြတာလဲဆိုလို့ရှိရင် မဟုတ်တာလောက်တဲ့ပြည်သူစစ်တီမဟုတ်တာလောက်တဲ့ပြည်သူစစ်တီပေါ့နော်အဲ့ဒါမန္တလေးမှာဆိုလဲထိုးလေးတူသွားပဲပြည်သူတွေကိုပေါ့အချို့ပြည်သူတွေဟုတ်လားဦးဇင်းတို့ကောင်းဒါဆိုလို့ရှင်တချို့ကတော့ရှင်ပြမပြောရနဲ့တဲ့ကိုပေါင်ကိုလန်ထောင်းရကြပါတယ်တဲ့ဟာဦးဇင်းတို့ကပြောရမှာလေဦးဇင်းတို့ကပြည်သူကိုကာကွယ်ပေးရမှာပြည်သူကိုညီညာပြည်သူကိုအကြောက်တရားတွေကင်းမယ်အောင်အကြောက်တရားတွေဦးဇင်းတို့လွှမ်းမိုးတော့လုပ်လို့မရအောင်အကြောက်တရားတွေကိုမကြောက်အောင်မကြောက်တရားတွေဦးဇင်းတို့ကများများပြောပေးရမှာပြည်သူစစ်ဆိုတာကပြည်သူကိုကာကွယ်ဖို့ပြည်သူကိုအနိုင်ကျင့်မှုမို့ အချို့ကခံယူကျက်နဲ့နိုင်မြင့်ချစ်လို့မျိုးပါဒတာနာကိုချစ်လို့နိုင်ငံတော်ကြီးကိုချစ်လို့ပြည်သူစစ်လောက်လာရှိတယ်။အချို့ကလှုပ်ရှားကြလို့ပြည်သူစစ်လောက်လာရှိတယ်။နေပြည်သူစစ်တွေတော့မပါပါဘူးမျိုးပေါ်ပြည်သူစစ်တွေကိုကြောတာ။အဲ့ဒါဥစဉ်ကဒဲပြောတော့တို့တို့တွေကမကြိုက်ကြဘူး။အဲ့တော့မကြိုက်ရင်မှန်ကောင်အောင်လုပ်ပေါ့မှန်မှန်ကန်ကန်လုပ်ကြမှန်မှန်ကန်ကန်ပြောကြမကျင်တဲ့အထွက်လိုက်ဒါပဲရှိတာဥစဉ်တော့ဟုတ်လားအာပြည်သူစစ်နဲ့ပေါ်ပါပေါ့အချင်းချင်းနေပေါ့ဟာကားကိုဘလို့လုတ်တယ်ညာလို့လုတ်တယ်ဟာကားကိုကျွန်တော်တို့လည်းအပေါင်းခံထားပါရဲအဲ့တော့ကားကကားတော့သူကားကလည်းအခိုးခံရရဲ့ ။ဥနာဘုဒီစခန်းမှာအမှုခွင့်လဲစခန်းကပတိန်စခန်းကလည်းမယူရဘူးပေါ့ဗျာပြည်သူစစ်စစ်မှာဆိုတော့ကြားရနန်းနန်းလမ်းမှာတော့လောက်လိုက်တရား။ဒါထောက်ပါဒါတက္ကနနော်တက္ကနအဲ့တော့ဥစဉ်တော့ပြည်သူစစ်တွေအတွက်ကိုအမောင်းခံတယ်။တခါတည်းပြည်သူစစ်တွေမဟုတ်ရင်လည်းပြောတယ်။ဒါဥစဉ်ရဲ့ခံယူချက်။အဲ့ကြောင့်ပြည်သူစစ်အများစုကတော့ဥစဉ်ကိုထောက်ခံတယ်လေးစားတယ်။ဘာဖြစ်လို့အဲ့လိုထောက်ခံတယ်လဲလေးစားတယ်ဆိုတော့ဖိအားရှင်းရှင်းလေးတို့တို့ရဲ့လိုအပ်ချက်ကိုဥစဉ်တက်တည်ရှိရှိပြောတယ်။ဟွန်းအမောင်းခံတယ်။မမမရတည်နေ။စောက်ပေါ်အိုးစုတွေနော်။ဒါကဒီမှာများစွာရှိတယ်။ ဘာနဲ့ပဲအစင်ပေါင်းတယ်ကိုယ့်အကောက်ကောက်ဘာဖြစ်ဖြစ်ဆိုပုံစံမျိုးနဲ့ဥစဉ်တော့ဘယ်ဘာနဲ့မှအစင်မပြေဘူးဘယ်ဘာဟိုမှလည်းဥစဉ်တော့မဖားနိုင်ဘူးအခုတော့ဥစဉ်တော့အလုံးလုံးနေတာနိုင်ငံတော်အတွက်အလုံးလုံးပေးနေတာတာနာအတွက်အလုံးလုံးပေးနေတာတိုင်းပြည်ငြိမ်းချမ်းအေးချမ်းမှုတို့အလုံးလုံးပေးနေတာအဲ့ဘယ်ဘယ်အဖအကောင်းစားရေးမှဥစဉ်တော့ဖားเสียရလဲအကြောင်းမရှိဘူးပေါ်ကတော့တော့ပြောလိုက်လေကြီးလေးချမ်းနေပါနော်သူတို့တော့ခုစမန်လေးမျိုးပုံမှာတခြားဒီပြူစော်ရီတွေနဲ့ပူပေါင်းပြီးတော့မှကျွန်တော်မြို့ပပီသူတွေစီကနေဓမြတိုက်လို့ဆန်းနေကြတော့အလောင်းတည်တာပဲဖြစ်ပါတယ်ဆိုတော့ဒီငပောက်ကတော့ပြောလိုက်တယ်ဆိုရင်တော့သူကနေပြတော့ပီသူလူတို့တွေရဲ့ အတဲ့အိုးအိမ်တွေကိုသူတို့ကနေပြည်မကာကွယ်ပေးနေတယ်ဆိုတဲ့ပုံစံမျိုးကိုဝါရဖန်ပြောဆိုနေတာပြည်မမလေးမျိုးပေါ်မှာဆိုလည်းတကယ်ကိုတွေးဆိုတဲ့အဖွဲ့တွေဆိုတာအလုံးတည်တာပဲဖြစ်ပါတယ်။ဒီကြားထဲမှာပါသူတို့စစ်ကောင်စီတဖုတ်ဝင်နေတာပေါ့နော်။ပြည်ခိုးတွေကြားထဲမှာချင်းချင်းဝေစုမတဲ့တာတွေကနေပြည်မခိုင်ရန်ဖြစ်ပွားပြီးတော့မှအချုပ်ထက်ထက်ခိုင်ရတဲ့ဖြစ်စဉ်တွေလည်းကျွန်တော်ကြားနေရတာမလို့ဒီကောင်တွေဘယ်လိုမျိုးပေါ့နော်။ဆက်ပြီးတော့ဖြစ်လာမလဲဆိုတာတော့ကျွန်တော်ဆောင်ကြရမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အပအသားတကောင်ဖြစ်တဲ့ပေါ့နော်ကိုကြီးဆိုတဲ့ငနယ်ကနေပြီးတော့ ် AA နဲ့ PDF တပ်ဖွဲ့ဝင်တွေကိုဘယ်လိုမျိုးအားချောင်းစင်ခေါ်ပြောဆိုထားလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ရခိုင်ကရခိုင်ရိုးမပုံမှာ AA ကတော်တော်စုံအောင်တုံးသွားပြီကွာအာပြီးသွားပြီလို့တော့ပြောလို့ရတယ်တုံးတာလေနော်တော့ဒီညောင်ချိုးရွာတိုက်ပွဲမှာညောင်ချိုးရွာတွေကို WiFi ပစ်ထည့်တာနေအယောက်300နော်ညောင်တို့ကရေစိတ်ရေဒီကွန်မှာလေရေဒီကရေရေစိတ်ရေဒီကွန်ဂူတယ်ဟုတ်ဝင်ပြေးတဲ့ AA တထောင်လောက်ကိုတထောင်လုံးလုံးကိုအဲ့ကူနော် MI 35ငါးစီးနဲ့ ဒီအပေါက်ဝါကိုဖြိုချပလိုက်တာအရှင်လက်လက် very alive နော်အရှင်လက်လက်မြေမြုပ်ပလိုက်တာအယောက်တစ်ထောင်အဲ့မှ1300ဘဲစစ်ကြောင်းကခံနိုင်မှလေဒီလောက်ကုန်သွားတဲ့အင်အားကိုနော်ထုံးမြညာရေတော်တော်အုံနောက်နေလို့ဒီကောင်ရခိုင်ပြည်နယ်ကနေဒီကောင်ငါးမျက်နှာစစ်ကြောင်းကိုဖွင့်ထားတာနော်ယူးနေလို့ငါထုံးမြနေနေမှာငါတိုက်ပြစမ်းပါပဲနော်ဒီလောက်လူအင်အားနဲ့ပြုံးတီးစရာမလိုဘူးဒီကောင်ကအကုန် ရခိုင်လူမျိုးတွေကိုဖြုံးတင်းနေတာလူမျိုးတုံးတက်ဖြတ်နေတယ်ဆိုလို့ဥစားတကယ်ထွန်းမြတ်နေမှာအစ်စ်နော်ဒီအေတွေပဲဆုံရှုံးတာကွာဟုတ်တက်မတော်ကအပြုံးတော်မပြည့်စည်ဘူးဒီကောင်ထွန်းမြတ်နေတာဒီကောင်တစ်ကိုကင်းနေတဲ့ကောင်ရှိုးတာကွာဒီကဒီဘက်မှာငွေအင်အားများတယ်လीလူအင်အားများတယ်လीတိမ့်ချီပြီးတော့ရှိရဒီစစ်တက်ကြီးတွေကွာဒီကောင်ရှိရအင်အားဘလောက်အင်အားများများကွာ ဒီကောင်အင်အားများတယ်ဆိုလို့ဆိုတော့တက်မလို့ကတနာတယ်အဲ့တော့ဒီကောင်ကအပြုံးလိုက်အပြုံးလိုက်ပြုံးသွားတာဒီဘက်ကအပြုံးတော့မပြတ်ဘူးနော်ငွေများတယ်လေဖိတယ်အေးစေးပဲနော်1500ဒေါ်လာတောက်ဒီဘက်မှာ1500ဒေါ်လာပြန်ခံချရတယ်အေးကတော်တော်ပြီးသွားပြီလို့ပြောလို့ရတယ်ဒါကြောင့်မို့လို့တက်မလို့ကဒီရှမ်းပြည်နယ်မြောက်ပိုင်းဘက်ကိုစစ်ဦးလှည့်သွားတာဗောညီလေးရေမသိတာတော်တော်ခက်တာပဲ ဒီကောင်တွေကတော့เนาะအခုချိန်မှာသူတို့ဆစ်ရှုံးနေတာဆိုပေမဲ့မြန်မာတရပြောပြမှာသူတို့နိုင်နေတဲ့ပုံစံနဲ့မြေဘပြည်သူတွေကိုချင်းထန်နေတာဖြစ်ပါတယ်ကျွန်တော်အခုအချိန်မှာတော့မပြောတင်တဲ့စကားဆိုပေမဲ့ပါနော်အခုလိုမျိုးကျွန်တော်ဒီပြည်သူတွေငလင်ဘေးတင်းနေတဲ့အချိန်မှာတကယ်တမ်းတေဆုံးရမယ့်လူတွေကပါနော်ဒီလိုမျိုးပြည်သူလူထုတွေကိုချင်းထက်ဝါရဖြန့်ပြောဆိုနေပြီးတော့မှအကြောင်းမဲ့တဖြက်နေတဲ့အုပ်စုတွေရဲ့ပြီးတော့မှပါနော်ဝါရဖြန့်ပြောဆိုနေကြတဲ့ဒီလိုမျိုးစစ်လော်ဘီဘောမှတိုက်ဟာဆိုရင်တခါတည်းပါနော်ဒီငလင်ဘေးတန်းနဲ့သူဝါစာကျဲသွားရမှာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်ပြည်သူတွေက မြန်နိုင်တို့စစ်တပ်ရဲ့ပေါ့နော်ရုံမမို့တွေကိုလက်ခံရအခုဆိုရင်တပေါ်ဝဘေးရဲ့နေရာကနေပြတော့မှလဲပေါ့နော်ခံနေရတာမို့လို့ကျွန်တော်တို့နေနဲ့မချခင်မှာတော့ဒီဝေချိုးရနေလွတ်နိုင်မယ်လို့ယုံကြည်ရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုသဘောနေနဲ့ကိုစီကနေပြတော့မှထားရောက်မြန်မာရွှေပြောင်းလို့သမားတွေနဲ့တီးတင်းတီးထားတဲ့ပေါ့နော်အချက်လက်တွေကိုတေချာလေးပြောပြထားတာပဲဖြစ်ပါတယ်ကိုစီဘယ်လိုမျိုးတွေပြောထားလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်လက်ရှိကြားပြန့်နဲ့ပေါင်းပြီးတော့အဲ့လိုမျိုးတွေလိုက်လိမ့်နေတာနေရာတိုင်းမှာဖြစ်ပေါ်နေတယ်ကြားပြန့်နဲ့မဟုတ်ပါဘူးဆိုတော့ဘန်စလစ်တရွက်ကို ChatGPT နဲ့ minute by minute လုပ်လို့ရတယ် ။နာနေမှာနေတဲ့ပေါ်တော့ဟုတ်တယ်နော်။လုံးလို့ရတဲ့အနေထားဖြစ်နေတာဖြစ်တဲ့အတွက်ဘန်နေတဲ့ပတ်သက်လို့ငွေအဝင်ထွက်မှာဘန်တွေကိုရောက်လာတာမရောက်လာတာတိရစ္ဆာန်စစ်ပါ။နော်။နောက်တစ်ခုကအရေးကြီးဆုံးကတော့ကိုယ့်ရဲ့ဘန်တွေကိုအခြားဘယ်သူ့ကိုမှမပေးမိပါစေနဲ့။ပေးလိုက်တာနဲ့အဲ့ဒီပေးလိုက်တဲ့လူကတလွဲသွားလောက်လိုက်လိမ့်လိုက်မယ်ဆိုလို့ရှိရင်လိမ့်တဲ့လူကိုထိမှနောက်မှထိမှအရင်ဦးဆုံးဒီဒီဘန်ဖွင့်ထားတဲ့အချက်လက်ပိုင်းရှင်တွေဘယ်လိုလဲဘယ်ပတ်စဖို့နံပါတ်တက်ဖွင့်ထားလဲနော်ဘယ်ဘန်မှာဖွင့်ထားလဲအဲ့ဒီလူတွေဘယ်မှာရှိတယ်တူရဲ့ဝက်ပါမိတ်ကဘာလဲ တို့ရဲ့တတိယဘာလဲသူ့ရဲ့လုပ်ငန်းဘာလဲစသဖြင့်ဟောနမနာမျိုးတွေဖြစ်တာတော့ဒီနန်းဗီဇာတွေနဲ့ဝင်လာတဲ့နော် business visa နဲ့ဝင်လာတဲ့လုပ်ငန်းရှင်တွေကတော့တို့ရဲ့ passport တွေကိုတို့မဖြစ်တဲ့အတွက်တိတ်ပြီးတော့ဟိုပြဿနာတော့မရှိဘူးအထူးကပါတယ်ကျွန်တော်အောက်ခြေကန်လို့ဓမ္မားတွေခြေကန်လို့ဓမ္မားတွေထိုင်းကိုရောက်လာတယ်သူတို့ဖြစ် MOU မားတွေ MOU မားတွေဆိုတာအခုမှဓမ္မားတွေတက်လာတယ်ဘုံမတိဘာမတိထိုင်းနိုင်ငံအရေးတွေဘာမှမတိဘူးထိုင်းနိုင်ငံကဟိုအကြောင်းအရာလည်းဘာမှမတိရဘူးတို့မှာမြန်မာပြည်ရဲ့ပုံစံတိုင်းတက်လာနော်ဟိုတလောက်မှအဆောင်မှာ ညမာပြည့်တက်လာ၃ရက်ပဲရှိသေးတယ်နော်မိကလေးရေချိုးနေတဲ့ရေချိုးခန်းသွားပြီးတော့ဗီဒီယိုကိုရက်တယ်ညမာပြည့်နေတော့နေသေးတယ်နော်အဲ့နောက်ပြီးတော့ဘာဖြစ်လဲစောက်ပထုံးကန်ကြည့်တော့တွေးထောက်ရတာပေါ့ဟုတ်လားမလားတို့ထင်တာညမာပြည့်လိုအောက်မေ့လိုထိုင်းနိုင်ငံမှာကောင်းတာတွေလည်းရှိတယ်လို့ဆိုးတာတွေလည်းရှိတယ်ဒါအခုနောက်ပိုင်းဆိုရင်တော်တော်ကိုပြောင်းလဲလာလို့အရင်ကိစ္စဆိုရင်လမ်းကွက်ကို၆ဝါတောင်ခေါ်ရိုက်ခံဖြစ်တဲ့အနေအထားရှိခဲ့တယ်နော်သူအုပ်စုတဲ့သူညမာပြည်သားချင်းတူတာတောင်မှဒဝဲဆိုဒဝဲမွန်ဆိုမွန်ကရင်ဆိုကရင်ရခိုင်ဆိုရခိုင်နော်ဘိတ်ဆိုဘိတ်အဲ့လိုမျိုးကို ရှင်းရှင်းပြောရရင်တော့တူအောင်စုနဲ့သူနေပြီးတော့ဒီလိုမျိုးသိုးဝမ်းပြည့်တဲ့အနေအထားတွေတောင်ရှိခဲ့တယ်ဒါပေမဲ့အခုခေတ်ကျတော့အဲ့လိုမျိုးအချင်းချင်းရိုက်တဲ့ပုတ်တဲ့ကိစ္စတွေကကြောက်လာပြီးတော့ဘာဖြစ်လာလဲဆိုတော့တို့လိန်လယ်မှုတွေကများလာတယ်အဲ့တော့ဒီရွှေသားလောက်သားတွေအနေနဲ့ကျွန်တော်တို့ညီကောင်မောင်နှမတွေအားလုံးတိတ်ထားကမှကကိုဟာကိုအားကိုကိုမဲ့ရမဲ့အနေအထားအဲ့ဒါကိုရဲ့ passport တွေနော်ပေးချင်တယ်မပေးပါနဲ့ passport ဆိုတာကတခါတည်းကျွန်တော်တို့အိပ်ပြဒနာအငဲဖြည့်ရှင်းပေးရတယ်နော်ကိုရဲ့ passport ကိုတစ်ထည့်အောင်သိနိုင်မှာမရှိဘူး တတိတိန်းထားမယ်ဆိုရင်ဘာကြောင့်တိန်းထားလဲပြောပိုင်ဝင်ရှိတယ်ကိုယ့်ရဲ့တက်ဒီအထောက်ထားပတ်စမို့တို့နော်ပန်းရောက်ကန့်တို့ CI တို့စတဲ့ဖြစ်ဒီနေထိုင်ခွင့်အလုံးလောက်ကွယ်အထောက်ထားတွေကိုတတိလိုက်ယူပြီးတော့တိန်းထားပိုင်ခွင့်လုံးဝမရှိပါဘူးဒါကိုအားလုံးတိဖို့လိုအပ်ပါတယ်နောက်တစ်ခုကကိုယ့်ရဲ့ဘန်နေနော်ဘန်ကိုခင်လို့မင်းတို့ဘဒုက္ခမလို့အေးအခု တာသမီးကဗန်ဖွင့်ထားတယ်ဒီဗန်ကိုမအေးဘူးမိဘတွေကိုပေးတုံးထားတယ်မိဘဗန်ဖွင့်ထားတယ်တာသမီးကိုပေးတုံးထားတယ်ညီကိုမောင်နှမအချင်းပေးတုံးထားတယ်ဒါမျိုးကိုအမခံနိုင်တဲ့လူဆိုရင်တော့ပြဿနာမရှိဘူးအဲ့လိုမဟုတ်ပဲနဲ့ကိုဖွင့်တဲ့ဗန်ကိုတစ်စိမ့်ကိုဘယ်တုကိုမှမပေးပါနဲ့မရောစားပါနဲ့နော်ပတ်စံမရှိလို့မင်းဗန်ကိုငါတပေါင်းနဲ့ဝယ်မယ်ဟာဗန်စားအုပ်ကြီးငါတပေါင်းရောက်သွားရောက်မရောမနိုင်နဲ့ကိုစီပြတော်ရဲ့ရောက်ပါနဲ့နော်ကျွန်တော်ခုဆိုရင်အဓိကထမ်းရောက်ရှိပြောင်းလို့သမားတွေနဲ့တည်တင်းတည်ထိုက်တဲ့အချောင်းရတဲ့ပြေတော့မှာပေါ့နော်ကိုယ့်ရဲ့အရေးကြီးချက်လက်တွေနဲ့ထောက်ထားတွေကို သူများဘောနော်ရှော့မပေးဖို့ကိုဆရာနေပြောမှာတေချာလေးဆုံးမပြောဆိုထားတာဖြစ်တယ်ဆိုတော့ကျတို့ရဲ့နဘယ်နေရရောကျတို့ရဲ့အရေးကြီးပါတယ်ဆိုတော့ဘောနော်ဆာရဆာသန်းတွေကိုတေချာလေးတင်ထားပြတော့မှအဲ့ဒီနိုင်ငံရဲ့စီမင်းစီကောင်းတွေကိုလိုက်နာမယ်ဆိုတော့ကျတို့ဘယ်နေရရောဘောနော်အဆင်ပြေမယ်ဆိုတဲ့အကြောင်းလည်းဒီနေရာကနေပြောလို့ပါတယ်ကျတို့ခုချိန်မှာတော့တော်လိုင်းရဲ့ရှင်မြင့်နေတဲ့အချိန်မှာပဲပြီးသူတရလုံးနေတဲ့စီလုံးညိုဆောင်နဲ့ပူပေါင်းပါဝင်ပြတော့မှအခုလိုမျိုးကျတို့ပြီးသူပြီးသားတွေအားလုံးအကြိုက်ရင်းနေတဲ့အချိန်မှာတန်တဲ့ဘက်ကနေဝဲဝဲကူညီရင်းနေပါတော့ ဒီလိုမျိုးခက်ခဲတွေကိုဝိုင်းဝန်းကြော်ဖြတ်ကြပါဆိုလို့ပြောရနေတယ်။ကျွန်တော်ဒီနေ့ညဗီဒီယိုဒီညမှာပဲဆုံးသတ်ချက်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပါပြည်သူများအားလုံးစိတ်ချမ်းသာကိုယ်ကျေးဇူးချမ်းသာပြည့်စုံပြီးတော့မှမြောက်လိုက်မေးပေးတာနဲ့တဘောအပေးနဲ့အားလုံးကနေကြွေးကြပါစေလို့ကျွန်တော်ဒီညကနေဆုမခေါင်းတောင်းပေးလိုက်ပါတယ်။